တီတင် update အကျွေးမဆက်ရှင်လို့ကြက်လိုက်တယ်။ပုံတွေကအင်ကြီးအနီရောင်နဲ့အမျိုးသမီးကထင်ထားတာထက်အရန်ကြောက်ဖို့ကောင်းတယ်။ဒီအဖြစ်ပြက်ကဒီနေ့၃လပိုင်း၁၇ရက်နေ့ထိုင်းနိုင်ငံအယုဒ္ဓယာမှာဖြစ်သွားခဲ့တယ်။စင်ကတော့ပြီးခဲ့တဲ့၉ရက်နေ့ညတော့ကလမ်းဘေးတနေရာမြောင်းထဲမှာသူများက ပုံတွေကဆင်ကဲကိုတွေ့တယ်။ စင်ကေပိုင်ရှင်ကထိုင်းလူမျိုးဖြစ်တယ်ရှင်ဒါပေမဲ့အဲ့ဒီစင်ကေကိုမောင်းနေတဲ့သူကမြန်မာလူမျိုးဖြစ်တယ်နာမည်စာစာအသက်30စာစာကတထည့်ရဲ့စင်ကေကိုမောင်းတာရှင်ပြီးတော့အဲ့ဒီညကလေးကစာစာကပျောက်သွားတယ်ဒါကြောင့်စာစာရဲ့အမျိုးတွေကလည်းရဲစခန်းကိုတွားပြီးလူပြောက်တိုင်ကြထားတဲ့ပြီးတော့စာစာမပြောက်တော့ခင်စာစာကအမျိုးသားတယောက်နဲ့အဆက်အသွယ်လုပ်တယ်အဲ့ဒီအမျိုးသားနာမည်ကပိုင်အောင်ချစ်အသက်23အဲ့လိုတီးတော့ရဲလဲပိုင်အောင်ချစ်ကိုခေါ်ယူစစ်ဆေးမှုလုပ်လိုက်တယ် ပိုင်အောင်ချစ်လဲသူလောက်ကြောင့်သူတခါတည်းဝန်ခံနေရှင့်အစပိုင်ပိုင်အောင်ချစ်ရဲစီထွက်ဆိုချက်ပေးတာကသူနဲ့ဆဆကတွဲနေတာတလပဲရသေးတယ်ပြီးတော့ဆဆကသူ့စီဘက်ငွေ9000ချီးတယ်အခင်ဖြစ်တဲ့ည9ရက်နေ့ည9နာရီ8နာရီအချိန်လောက်မှာဆဆကသူ့ကိုအကျွေးဘက်9000ပြန်ဆက်ဖို့လမ်းဘေးတနေရာမြောင်းနားမှာချိန်လိုက်တယ်တဲ့ရှင့်ဒါကြောင့်သူလဲအဲ့ဒီနေရာမှာဆဆကိုတွတ်တွေ့တယ်။နှစ်ယောက်သားတွေ့တော့ဆဆကသူ့ကိုပြက်တနာရှာတယ်။ န်ကြဲကြဲနဲ့စကားပြောတယ်ပြီးတော့သူ့စီမှာပါလာတဲ့ဓာတ်ကိုလူယူပြီးသူ့ကိုထိုးဖို့လုပ်တယ်ဒါကြောင့်ဆဆလက်ထက်ကဓာတ်ကို သူလူယူပြီးသူဆဆကိုထိုးလိုက်တာလို့ထွက်ဆိုချက်ပေးခဲ့တယ်ရှင်ပေမဲ့ဆဆအမျိုးနဲ့ရဲတွေကမယုံဘူးဘာလို့လဲဆိုတော့ဆဆကပိတ်ဆံရှိတဲ့သူသူစီချီးမယ်ဆိုတာမဖြစ်နိုင်ဘူးရှင်ဒါကြောင့်ရဲကပိုင်အောင်ချစ်အမှန်တရားမပြောမချင်းတဏီကုံစစ်စစ်မှုလုပ်တယ် နောက်ဆုံးတော့ပိုင်အောင်ချစ်ဥုံခံသွားတယ်ရှင်ပိုင်အောင်ချစ်ဘယ်လိုပြောလဲဆိုတော့အမှန်တော့သူစာစာကိုကြက်ရှင်လို့သူကြက်တာမဟုတ်ဘူးသူ့ကိုခိုင်းတဲ့လူရှိတယ်တဲ့ရှင်သူ့ကိုခိုင်းတဲ့သူကဘယ်သူလဲဆိုတော့ပုံတကအင်ကြီးအနီရောင်တဲ့အမျိုးသမီးနမည်ကမနာအသက်26သူတို့၃ယောက်စလုံးကမြန်မာနိုင်ငံသားတွေဖြစ်တယ်ရှင်ပိုင်အောင်ချစ်ထွက်ဆိုချက်ပေးတာကတော့သူနဲ့စာစာနေကတွဲနေတာကို သူကခြံခုံပြီးမနောင်နဲ့ထက်သွားတွဲတယ်။မနောင်နဲ့တေဆုံးသွားသူဆာဆာကသူငယ်ရှင်ဖြစ်လာကြတာ၁၀နှစ်ရှိပြီးအရန်နဲ့မှယင်းနီးကြတာတရှင်။ဆာဆာကမနောင်ကိုဘယ်လောက်ထိယင်းနီးပြီးယုံကြည်လဲဆိုတော့မနောင်ကဆာဆာစီဖုံးလေးလုံးအရစ်ကြနဲ့ဝယ်တဲ့အပြင်မနောင်ကဆာဆာကိုဘတ်ငွေများကြီးလဲချီးတဲ့အချက်ငွေပမာဏအတိကျတော့မသိရဘူး။တချို့တည်င်းထဲမှာဘတ်9000 တချို့တည်င်းထဲမှာကတော့ဘတ်တသိန်းလို့ပြောတယ်ရှင်တည်င်းဌာနတစ်ခုနဲ့တစ်ခုထုတ်ပြန်တတ်ခြင်းမတူလို့ရှင်မနောက်ကအရန်နဲ့မှအကျင့်ပုတ်တယ်လို့ရှင်ဆဆစီကငွေချီးတယ်ဆဆစီကဖုံးကိုအရေးကြလေးလုံးဝယ်တယ်ပြီးတော့ဆဆရဲ့ချစ်သူကိုလှုတယ်နောက်ဆုံးဆဆကိုသူအကျွေးမဆက်ရှင်လို့မနောင်သူပိုင်အောင်ချစ်နေမက်ဆေ့ထဲမှာပြောပြီးတော့သူပိုင်အောင်ချစ်ကိုခိုင်းတယ်ဘယ်လိုတွေခိုင်းပြီးနှစ်ယောက်သားဘယ်လိုတွေအစီအစဉ်ဆွဲကြလဲဆိုတော့ ပြီးခဲ့တဲ့တုတ်ကြနေ့မှာဆာဆာကပိုင်အောင်ချစ်ကိုစာပို့သွားတယ်ပိုင်အောင်ချစ်နေငါနေတဲ့အငါတိုက်ခမ်းမှာအခန်းလူတွေရှိလားတကယ်လို့အခန်းလူတွေရှိရင်ငါတို့ဆာဆာကိုအဲ့ကိုခေါ်သွားပြီးအဲ့ဒီနေရာမှာကြက်မယ်လေလို့ပြောတယ်ဒါပေမဲ့ပိုင်အောင်ချစ်ကအခန်းလူတွေမရှိဘူးလို့ပြောတယ်အဲ့နဲ့မနာကအဲ့လိုဆိုဆဆာသူတယောက်တည်းအခန်းငားနေရမလားအဲ့လိုမျိုးဆိုရင်ငါတို့ကဆဆာအခန်းထိကိုသွားပြီးဆဆာကိုတွေ့ကြမယ်လေလို့ပိုင်အောင်ချစ်ကိုထက်ပြောတယ်အဲ ဒီလိုလဲပိုင်အောင်ချစ်ကဘယ်ရမှာလဲဆဆငားနေတဲ့အငားတိုက်ခန်းက CCTV တွေအများကြီးရှိတယ်လို့ပြောတယ်ရှင်။အเจ้าမနောက်ကထက်ပြီးစဉ်းစားတယ်။အဲ့နဲ့တင်းတင်းတွင်နေနဲ့နဲ့မှာမနောက်ကပိုင်အောင်ချစ်ကိုထက်ပြီးစပို့သွားတယ်။ငါတို့ဆဆကိုလမ်းဘေးတနေရာမြောင်းနာကိုခေါ်သွားပြီးအဲ့ဒီနေရာမှာစက်မယ်လေးပြောပြီးနေ့လယ်ပိုင်းမှာမနောက်နဲ့ပိုင်အောင်ချစ်ကအဲ့ဒီနေရာကိုအရင်သွားကြည့်တယ်။ အဲ့ဒီမြောင်းသားမှာ CCTV လည်းမရှိဘူးလူလည်းပါတော့သူတို့အဲ့ဒီညကိုရွေးလိုက်တယ်ရှင်သူတို့ညောအဲ့ဒီညကိုရွေးပြီးမနောက်ကဆဆကိုစာပို့သွားတယ်ဆဆငါတို့အကျွေးကိစ္စတွေရှင်းချရအောင်ငါနစ်ကိုအကျွေးပြန်ဆက်မယ် ီနီယာဒီနီယာမှာလာတော့လို့ချိန်လိုက်တယ်ရှင်။စာစလည်းရတယ်ဆိုပြီးည6နေခွဲ9နာရီအချိန်လောက်မှာစာစကသူ့ရဲ့တထေးစင်ကင်နဲ့အဲ့ဒီမြောင်းနာကိုတွားလိုက်တယ်။အိုင်အောင်ချစ်ကတော့အဲ့ဒီမြောင်းနာမှာစူဆောက်ထားပြီးသားတယ်ရှင်။မနောင်ကရောတွားလာဆိုတော့မနောင်လည်းတွားတယ်။အဲ့ဒီညမနောင်သူတူငယ်ရှင်တယောက်ကိုသူအကူမြည်သွားတောင်းနေတယ်ရှင်မနောင်သူဘယ်လိုပြောလဲဆိုတော့သူငယ်ရှင်ငါရန်ပိုက်အောင်နေလို့ငါ့ကိုစီးအောင်သွားပို့ပေးပါလားလို့ပြောတယ်အဲ့ဒီသူငယ်ရှင်လဲစိတ်ကောင်းမနောင်ကိုစီးအောင်သွားပို့မယ်လို့တယ် တီလမ်းဘေးတနေရာမှာပိုင်အောင်ချင်းတဲ့ဆဆကစကားပြောနေကြတယ်ရှင့်ဒါကိုမနောက်သူတွေ့တော့သူအဲ့ဒီသူငယ်ရှင်းကိုစင်ကရက်ခိုင်းပြီးသူစင်းသွားကြည့်တယ်ပြီးတော့မကြဘူးပိုင်အောင်ချစ်ကဆာဆာကိုစွဲစင်းသွားပြီးဆာဆာအော်တန်တွေလည်းထွက်လာတယ်တဲ့ရှင်မနောင်နဲ့လာတဲ့သူငယ်ရှင်ကတွတ်ကြည့်မယ်ပြောပေမဲ့မနောင်ကတော့မကြည့်နဲ့ငါတို့ဒီမှာပဲနေမယ် ပြီတော့မနောက်ကဟန်ဆောင်ပြီးကဲကြပါအောင်ကူညီကြပါအောင်လို့អော်လိုက်တည်တယ်တဲ့ရှင်။ဆဆလည်းအတန်တိတ်သွားရောမနောက်ကအဲ့ဒီသူငယ်ရှင်းကိုငါတို့အခန်းပြန်သွားကြရအောင်ပြောပြီးငယ်နဲ့အခန်းကိုပြန်သွားလိုက်ကြတယ်တဲ့ရှင်။အမှန်ဆိုသူတို့နေရောက်အဲ့ဒီမှာရက်နေတဲ့အချိန်ပိုင်အောင်ချစ်ကဆဆကိုဒါနဲ့ထိုးတယ်ငားနေရထိုးတယ်ရှင်အဲ့ဒီအချိန်ဆဆကမဆုံးသေးဘူးအဲ့နဲ့ပိုင်အောင်ချစ်ကဆဆရဲ့ခေါင်းကိုယူပြီး ရေထဲကိုနှစ်တာဒါကြောင့်ဆဆကဆုံးသွားတာတဲ့ရှင်ဆဆဆုံးသွားတော့ပိုင်အောင်ချိကဆဆရဲ့အလောင်းကိုလမ်းဘေးတနေရာမှာပြစ်ထားလိုက်တယ်ဆဆရဲ့ဆင်ကဲကိုတော့မြောင်းထဲတွန်ထဲလိုက်တယ်တဲ့ရှင်ပြီးတော့ပိုင်အောင်ချိကဆဆကိုပေါ်မှာပါလာတဲ့ဖုံနဲ့ငွေကိုယူပြီးမနောက်ကိုပြန်ပေးလိုက်တယ်မနောက်ကအဲ့ဒီဖုံနဲ့ငွေကိုယူပြီးအမိုက်ပုံးတစ်ခုထဲမှာပြစ်ထည့်လိုက်တယ်ရှင် တက်တဲ့အထောက်အထားတွေကိုဖျက်ကြတာတက်တင်းထောင်းတဲ့ရဲကမိမေသူတို့ကထိုင်းစကားမတက်ဘူးထိုင်းစကားမတက်ဘူးလို့ပဲပြောနေတယ်စကားပြန်တယောက်ကပြန်ပေးရတယ်ရှင်မနစ်ပြန်စက်နေရနေ့မှာရဲကမနောင်ရောပိုင်အောင်ချစ်ရောအချုပ်ခံတဲ့ထဲ့မယ်သွားသူဆဆကိုအရန်တနာပါတယ်ကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်မိသားစုဝင်နဲ့လည်းထက်တူဝမ်းနေပါတယ်ရှင်